အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေမြန်မာတက်ကြည့်1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်မဟာသင်းကျင်သာဟောသတန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မဟာသင်းကျင်ကြာချိန်ကတော့1388ခုနောက်တစ်ခုလဆုပ်73ရက်ခရစ်နှစ်2026ခုနှစ်ဧပြီလ14ရက်အင်္ဂါနေ့မြန်မာစံတော်ချိန်နေ့12:46မိနစ်58စက္ကန့်ဖြစ်ပါတယ်မဟာသင်းကျင်အကြက်ရက်ကတော့1388ခုနောက်တစ်ခုလဆုပ်14ရက် ခရစ်နှစ်2026ခုနှစ်အေဗီလ15ရက်ဗော်ဒူးနေ့ဖြစ်ပါတယ်။မဟာသင်းညံအတက်ရက်ကတော့1389ခုနောက်ကဆုံးလာစတဲ့ရက်ခရစ်နှစ်2026ခုနှစ်အေဗီလ16ရက်ကြာသပတေးနေ့မြန်မာစံတော်ချိန်ညနေ4:54မိနစ်39စက္ကန့်ဖြစ်ပါတယ်။နေ့စံတရနေ့ကတော့1388ခုဥကဆုံးလာစတဲ့ရက်ခရစ်နှစ်2026ခုနှစ်အေဗီလ16ရက်တောက်ကြနေ့ဖြစ်ပါတယ်။ဆက်လက်ပြီးတော့ မဟာသင်္ကြန်အကြဟောင်းကိုပြောပြမှာဖြစ်ပါတယ်ဇေရုတပမင်္ဂလံဘာနုယသာမြရှိသောတင်းငနေဂျုံမင်းသည်ဇင်ရွေးနေအစင်းနေတူသောဝိရဇာကိုဝှစ်စေလေဂလုံးကိုစည်း၍လက်တစ်ဖက်ကတန်လျက်ကျန်တဲ့တစ်ဖက်ကဒဇင်းကိုကင်လေထောက်ဝဲပွဲ၍မြောက်ကသည်အရှိတောင်တောင်သို့ဝင်၏ဒန်သိနေသမီးကအလဲစစ်၍ပါရမီတော်နမင်းဤသာအာတိအမိရှိသောဓမ္မမင်းဦးကောင်းကိုကန်းသည်ရှိသောမဟောရကဒေဝိနေသမီးကအဖြူအနီအစိမ့်အပြာအဝါအဖြစ် ငါဘာသောအစွင့်မြစ်ပြီးသောဝိရဇာကိုဝစ်စေလေသင်္ကြန်မင်းကိုစောင်းလိုက်ထို့ကြောင့်မောဦးတန်အမိုးလေမုံအောင်ကောင်းအံ့ကျိုင်းပရုံစသောအတောင်ရှိသောသတ္တဝါတို့ထူးကုန်အံ့စစ်မှတ်များအံ့ပြည်သူတို့စိတ်နှလုံးမသာခြောက်ခြားကုန်အံ့ပြည်ရွာမိလောက်ပံများအံ့သူစည်းရဲ့ကြွယ်တို့ဒန်သိမ့်ကုန်အံ့ခရီးသွားကုန်တဲ့သောသူတို့ဥပတ်ဖြစ်ကုန်အံ့စဘာအသိနံမြောက်အံ့အဖြစ်များအံ့လူတို့မုတ်သိမ့်ကုန်အံ့ဘရေတရစ်ပြည်ပြန့်အံ့ရဟန်းပုံနာတို့ဒန်သိမ့်ကုန်အံ့ စစ်သူကြီးတို့တေးထွက်ကုန်အံ့။ဩသည်ငယုတ်ရှားကုန်အံ့။ဤကမှာတင်းညာအကြအဟော်ဒီဇက်လက်ပြီးတော့ဦးကောင်းစစ်မင်္ဂလာပြုလုပ်ပုံအစည်းအဝေးကိုပြောပြမှာဖြစ်ပါတယ်။တင်းညာသုံးပါတော့တွင်အာယမတင်းညာဖြစ်တော့ကြောင်းတင်းညာကြသော အချိန်၌ဦးကောင်းစစ်မင်္ဂလာပြုရာ၏ဤကအများနဲ့တက်ဆိုင်သောတာမညအခါပေသည်အတိအတဝိသေသအခါပေကတင်းညာကြားသည့်အချိန်တွင်တင်းညာအကြအမိကန်သည်တိတိစက်တလုံး35ကဒီနာအိဋ္ဌရာဥမြေကံဖြစ်သည် ။တင်းရန်ကြသည့်ရမှာအင်္ဂါနေ့ဖြစ်သည်။ဒိုးဖြစ်ရာတင်းရန်ကြမြေကန်ရာဟုသားသမီးနဲ့တင်းရန်အကြနေ့အင်္ဂါနေ့ဘွားသားသမီးတို့မှကျင်းကြံကုန်သောနေသားသမီးတို့သည်မိမိတို့၏နေ့အလိုက်ဂါပတိရက်ကတင်းငနေနေဘွားသားသမီးများအတွက်မွေးနေ့ကြရတင်းငနေရက်ဖြစ်သောအရှင်မြောက်ရက်ကို ပရိဝါဒမှဆက်၍အာယုနာဂရာပုံမိဂါပတိဟုရေးတက်၏လက်ရရေးအဖြစ်ရဲမျက်နှာကိုလှည့်၍ယူရတွင်အနောက်တောင်ရက်သည်ဂါပတိရက်ဖြစ်သည်ထို့ကြောင့်တင်းလာနေသားသမီးကအနောက် ဘရုသားနေကမြောက်ရက်ဂျာတာရင်းနေသားသနီကအရှေ့ရက်တောက်ကြနေသားသနီကတောင်ရက်စနေသားသနီကအရှေ့မြောက်ရက်မျက်နှာများသောမျက်နှာမူပြီးလျင်မိမိတို့၏နိုင်အမြင့်ဖြစ်သောတနင်္ဂနွေကဒန်းညွတ်တနင်္လာကအိုးညွတ်ဘောရဦးကနေစာညွတ်ဂျာတာပရိကချက်ရညွတ်တောက်ကြကတပြေညွတ်စနေကသီးညွတ်အမြင့်နဲ့နန္ဒူပန်းညွတ်တို့ကိုနင်းချမ်းပြု၍မိမိတို့၏အညုံမဖြစ်သောတနင်္ဂနွေကကန်းကော်ညွတ်တနင်္လာက နေစာညွတ်ဘောရဦးကတပြေညွတ် ဂျာတာပရိကသီးညော့တောက်ကြကဒန်းညော့စနေကဥညွန့်ဟူသောအညွန့်နှင့်နန္ဒူပန်းတို့ကိုအသီးသီးဆောင်လျက်ရေနာသုံးပါးမိဘဘွေဘွားဆရာသမားတကြပြန်မစတုလောကပါလသာသနာတော်သောတမာဒီဝနတ်မြတ်နှကောင်းတို့ကိုပူဇော်ကြော့ပြီးမိမိတို့လောဆန္ဒကိုဆူတောင်း၍ဥကောင်းစိမင်္ဂလာပြုကုန်ရာ၏ဥကောင်းစိမင်္ဂလာပြုရခြင်းအကျိုးကအနာရောဂါကင်း၍ကျန်းမာခြင်းချမ်းသာတုခွက်ရခြင်းစသောအကျိုးများရရှိစေပါれဆက်လက်ပြီးတော့ခொနည်းတသမီများအတွက် မြန်မာတက်ခဲ့1988ခုနှစ်တင်းစာဟောသတန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တင်းငနေသားသမီးတင်းငနေနေပေါ်သားသမီးတို့သည်အိမ်နှစ်တွင်ဆွေမျိုးပေါင်းတဲ့လူ့ဘဝစီးနှင့်ရှင်တွဲနေထိုင်ရန်ခက်ခဲမှုရှိပြီးအထူးကြံစံနေတတ်သည်အပျော်ပါတောက်စားနှင့်ရှင်တွဲနေတတ်သည်ငရေသူများအဖို့တင်းငင်တင်းသည့်ကာလဖြစ်၍မသိင်လျော်သူနှင့်ဖမှန်ကြုံတွေ့ရတတ်သည်အလောက်အကန်တွင်ရေလိုက်ငါလိုက်လောက်တဲ့အော်မီနေသည့်အချိန်ကာဖြစ်ပြီးခြေသူရှိသူတို့အပေါ်အထူးအမတ်ရှိနေတဲ့သည် အိမ်နောက်ရေးတာမှုရှိပြီးတာသမီရဲ့အဓိကထားပြီးအချိန်ပေးရမည့်ကာလဖြစ်သည်လုပ်ငန်းသစ်တွေဆွန်စား၍အကျိုးမြတ်ကောင်းများစွာရရှိတတ်သည်နှလုံးအားနေခြင်းအကြခဏအကျိုးညက်ခြင်းစသောဝိညာဉ်တို့ခံစားရအံ့ရတရားနေနေကတော့ငွေနေ့နဲ့09:45မိနစ်အချိန်မှာခန်းကုန်းရုံညွန့်အိမ်ဖျားတွင်ကပ်လို့ပြီးလူအားစုတောင်းပါအကျိုးပေးကနေ့တွေကတော့ခွန်၁၈ရက်ပဲဖြစ်ပါတယ်တနင်္လာသားသမီးတင်းလာနေပေါ်သားသမီးတို့သည်အိမ်နှစ်တွင်မိမိစိတ်နှင့်အချိန်ကာလကြာမြင့်စွာ စံနာပြည့်မြတ်သောလုပ်ငန်းတို့အကောင့်တွေဖော်ပြီးရေတံမမလုဆောင်ရမည်အလို့သဘောအရအကောင့်ဘက်ကိုဥတီတော်လဲစိတ်ကမရှိအရာကိုထိချရဲတော့ကြောင်းထောင်းနှံအမှုခင်းတို့နဲ့အတိုက်ခိုက်များကြုံရတတ်သည်ဂါချန်ကြားမြတ်တို့ရောင်းချခြင်းမှာအကျိုးမြတ်ရမည်အခြေရင်စမ်းဝင်ပြီးအကြာခဏအပြောင်းလဲများခြင်းကြောင့်စံနာကိုတိတ်ခါဖြင့်ထင်ရမယ့်ကာလဖြစ်ပါれပညာရေး၌နိုင်ငံညံ့၍ခက်ခဲမှုကြားမှအောင်မြင်တတ်သည်ဂျမ်းမာရေးတွင်ကြောက်ကွက်နှင့်ရေပြာယောဂါတို့ခံစားရတတ်သည် ရတရားနေနေကတော့မွနေ့နေ့9:36မိနစ်အချိန်အိမ်ဖျားတွင်ပန်းသေးဆုံးကတ်လူ၍လူအောင်စုတော့မှာအကျိုးပေးကဏ္ဍတွေကတော့3ည3ခုနှုတ်ပဲဖြစ်ပါတယ်အင်္ဂါသသမီအင်္ဂါနေ့ဘောသသမီတို့သည်ဤနေ့တွင်တိုက်ခတ်များလေအောင်မြင်လေဟုသောအချက်ကအဓိကဖြစ်ပြီးရသောရည်ရည်တော်၌အစဉ်ပြေ၍အခွင့်အရေးများရရှိတတ်သည်အချိန်နှင့်အနောက်ရေးမှာအနေတည်သလောက်လူမှုရေးပိုင်းမှာတော့ရွှေတွင်းမှုရှိတတ်သည်အပြော်ပွားနှင့်မိမပတ်သက်ခြင်းမှရှောင်ကျဉ်သင့်သည် စိတ်ပိုင်းဆိုင်ရာညံ့ကြွေတည်ငြိမ်မှုရှိအောင်ဘာသာတရားပေါ်စိတ်သွားတဲ့ကိုပါအောင်ကျင့်ကြံသည့်သည်အများနဲ့ဆိုင်သောစုရှိရာနဲ့ငွေကြေးချင်းကားချင်းတို့ကိုဒိနေရှင်၏လုံဆောင်သည့်သည်ကျမ်းမာရေးတွင်အမေအယုံနှင့်ခရင်းယောဂဝေနာတို့ကိုခံစားရတတ်သည်ရေရရာနေနေကတော့ငွေနေ့နဲ့၈၂၈မိနစ်အချိန်အိမ်ဖျားတွင်ဖောပတ်ထမင်းကတ်လို၍လိုအပ်စုတောင်းပါအချိုးပေးကဏ္ဍတွေကတော့၄၆၈တို့ပဲဖြစ်ပါတယ်ဘုရုဒ္ဓသမီး ဗောဓဟုနေဘောသာသမီတို့သည်အိမ်နှင့်တွင်လူမှုဆက်ဆံရေးကွန်ရက်ကောင်းမွန်လာခြင်းနှင့်အတူဒီပနိုင်ငံမှကုန်သင်ရောက်ချခြင်းတို့မှာအကျိုးမြတ်များစွာရရှိနိုင်သည်စီးပွားရေးရ၌ဆက်ဆက်သေးကြပြီးတခါတည်းကလောကီကိစ္စစိတ်ကုန်လာခြင်းဟုသောသဘောရှိတတ်သည်သာသမီအကူမှုရရှိမီရွှေအိမ်သူအိမ်သားအသည့်တိုးလာတတ်သည်တည်ငြိမ်သောတွေးခေါ်ကပဝင်းညင်ပေါ်များစွာထောက်ကူဖြစ်နေအတူနေမိသားစုပေါ်ပြုမှုဆန်သောဩဇာရှိမှုသည်တစ်ဖက်တွင်မလောကန်သောလွှမ်းမိုးခြင်းကိုခံရသည်ဟုထင်မှားတတ်သည် ညာရေးတွင်ထိတဲရောက်သော ကာလဖြစ်သည်ကျမ်းမာရေးတွင်အစုံအာဏာချင်းစသောဝိနာကိုခစားရမည်ရရာနေနေ့ကတော့မွေးနေ့နဲ့စနေနေ့ဆက်9မိနစ်ချင်းအိမ်ဖျားတွင် အလုစနုံမကင်ကတ်လို့၍လောဘစုတောင်းမှာအချိုးပိကနန်းတွေကတော့2 8 9ရုပ်ပဲဖြစ်ပါတယ်ရာဟုသံသမီရာဟုနေဘဝသံသမီတို့သည်ဒီနေ့တွင်မိစေကောင်းတို့ဆောင်းမမှုဖြင့်ဘဝင်ကျင်သစ်တွင်လောကအခြေအနေကောင်းမွန်မီအခြေအနေလောက်ဖြစ်ပေါ်လာသောမခန့်ကျင်စိတ်ကြောင့် အမြဲအတွက်စိတ်တော့ကရောက်စင်နိုင်သည်တာသမီတို့အတွက်ငွေကုန်ကြေးကျများတတ်သည်အလိုတန်းမှာလဲစေနာသာထက်ပိုသောငွေကြေးကိုလှူဒန်းရတတ်သည်ငွေရသူတို့ခြေရေးကံကောင်းပြီးအင်တော်ရှင်များအဖို့အဝေးရသောဘောဖြစ်အလွမ်းတင်ရတတ်သည်ပညာရေး၌ထူးချွန်ပြီးအများကြီးလေးစားမှုကိုခံစားရတတ်သည်ရေရအနေနဲ့ကတော့မွေးနေ့နဲ့9:54မိနစ်အချိန်အင်ဖျားတွင်ပဲအိကြခွေးဆုံးကတ်လို့ပဲလေဝါစုတောင်းမှာအကျိုးပေးကဏ္ဍတွေကတော့3 6တုံများတို့ပဲဖြစ်ပါတယ် ဂျာတာပရင်သာသမီဂျာတာပရင်နေပွားသာသမီတို့သည်ဒီနေ့တွင်လုံငန်းများဆောင်ရွက်ရလိုက်ဥပဒေနှင့်မကင်းသောလုံငန်းများကိုရှောင်တဲ့သည်စိတ်သောကများပဲထင်ရှားဆိုင်တဲ့ခြင်းသဘောရှိသောကြောင့်စိတ်တည်ငြိမ်အောင်ထားတတ်ရမည်အ ਨੇ သောလုံငန်းနှမျိုးလောက်ကန်ရတတ်သည်မိသားစုနှင့်ဆွေမျိုးသားချင်းတို့၏ခက်ခဲမှုတို့အားမကုန်တတ်ဆောင်ရွက်သော ကာလဖြစ်သည်ပညာရေးတွင်ခိုင်မြဲသောစိတ်ဓာတ်ရှိနိုင်မှသာအောင်မြင်မှုရရှိနိုင်မည် အတိတ်အိမ်မဆိုးများတဲ့ပိတ်မိနေတတ်သည်ကျမ်းမာရေးတွင်အယုံကျော်လေကောင်း ဂေဂျီနာယောဂါတို့ကိုခံစားရတတ်သည်အခြေတွင်မတည့်အတူနေမကြာခဏကွကွင်းရသောသဘောရှိသည်ယရယာနေနေကတော့မွေးနေ့နေ့8နာရီ50မိနစ်အချိန်အိမ်ဖျားတွင်ဝင်းငါးစုံကတ်လူ၏လိုအားစုတော့မှာအချိုးပေးကနန်းတွေကတော့ခွန်လေးတိတို့ပဲဖြစ်ပါတယ်တောက်ကြသသမီးတောက်ကြနေဘွားသသမီးတို့သည်အိမ်နှင့်တွင်လုပ်ငန်းဝင်မိသားစုတို့ဥဆောင်သူဖြစ်ပြီးလူအချက်အမျိုးမျိုးတွေပံပိုးရေးဖြစ်စွနိုင်သူဖြစ်ကဝန်ထမ်းဆိုရင် စင်းမင်းရာတို့ထိတလန်းနိုင်ပြီးမန်ကိုလျှောက်၍အများနဲ့လိုင်တော်ညီထွေသောကျိုးများကိုလိုက်နာပြီးကိုကျိုးအတွက်တောင်းလုံးသောအကျိုးကိုဖြည့်ထွန်းစေပြီးခရီးသွားရင်မထင်မပဲ့ငွေဝင်သောကာလဖြစ်စေသည်အများနဲ့မတူကွက်ပြားသောခရီးသွားနှင့်ဝန်ဆောင်မှုလုပ်ငန်းတို့မှာဝင်ငွေကောင်းမြေအင်တော်ရေးတာမှုရှိပြီးတာကောင်းရနာဖွားမြင်တတ်သည်ကျမ်းမာရေးတွင်အဆိုင်ရောဝင်နာခံစားရတတ်သည်ပြုသဘောဆောင်သောလုပ်ငန်းနှင့်လူမှုရေးပေါ်၌ပအဝင်ကူညီသည့်အတိုင်းအမြင်လွဲခြင်းခံရတတ်သည်ရေရာနေနှင်းကတော့ မွေးနေ့နဲ့7:36မိနစ်အချိန်အိမ်ဖီးရတွင် ထန်သိမ့်မုံစုံကတ်လို့ရလောဟာစုတောင်းပါအကျိုးပေးကဏ္ဍတွေကတော့1 3 8တို့ပဲဖြစ်ပါတယ်စနေသားသမီးစနေနေ့ဘွားသားသမီးတို့သည်ဒီနေ့တွင်မိမိအောင်မြင်မှုတွင်သူတို့ဘကိုအသုံးချကုရုံးလုံးချင်းမှရှောင်၍ဝင်လင်းမြင်သားမွေးရှိသောစိတ်ကူးစိတ်ကောင်းတို့ဖြင့်အောင်မြင်မှုကိုရရှိတတ်သည်လုပ်ငန်းသူရာထူးရာခံသူတို့နှင့်တိုက်ခတ်မလို့လူရှင်တွေလုံနိုင်မှသာပို၍အကျိုးဖြစ်ထွန်းမည် လူမျိုးကြတို့၏ကုညီမဆမှုကိုရရှိတတ်သည်ခန္ဓာကိုယ်၏လှုပ်ဝက်သောနေရာတို့၌အနာရောဂါများဖြစ်ပွားတတ်သည်ငယ်ရွယ်သူတို့ဖို့အခြေခံစမ်းထားပြီးအိမ်တော်၏၌ချုပ်ထွေးပွေလီသောလူမျိုးတို့ကြောင့်ဆက်သက်တာမရဖြစ်မီလုံးနေနိုးတဲ့ပစ္စည်းရောင်းဝယ်ခြင်းမှအကျိုးမြတ်များရရှိနိုင်သည်ရေဒီယာအနေနဲ့ကတော့ငွေနေ့နဲ့7နှစ်36မိနစ်အချိန်အိမ်ဖျားတွင်အေးလာမုံစုံကက်လွေ၍လူအောင်စုတောင်းမှာအကျိုးပေးကဏ္ဍတွေကတော့1 5ခွန်လိုပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဗျာခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့မြန်မာတက္ကသိုလ်1388ခုနှစ်ခရစ်နှစ်2026ခုနှစ်မာသင်းရံစာဟောစာနာမပဲဖြစ်ပါတယ်တ िश ူပေးကလေးပြည့်တဲ့ကြီးအားလုံးကျမ်းမာချမ်းသာဒုက္ခပြပါဘေးရေနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်